အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့စနေသားမီးတွေအတွက်အထက်ဆောင်ပန်းတွေကောင်းတဲ့ဂျိုတွေကိုဘလို့အသုံးချရမလဲဆိုတာလေးပြောပြချင်တာဖြစ်တယ်အဲ့တော့စနေဆိုတဲ့ဂျိုတလုံးကိုကျွန်တော်တို့ကအရင်ကြည့်အောင်လူပုတ်ကိုဆိုတာခဏပယ်တာစနေဆိုတဲ့ဂျိုကဘလို့ဟာမျိုးလဲပေါ့စနေဂျိုဆိုတာကျွန်တော်တို့ကဘာဂျိုနဲ့ဝေးလံတဲ့နေရာမှာရှိတယ်ဒါကြောင့်ပဲကျွန်တော်တို့ကစနေဂျိုကိုကောက်ယူတဲ့ခါကျရင်ကျွန်တော်တို့ကဒစိမ့်တရံလို့ကောက်ယူလေးရှိကြတယ်နော် စနေဆိုတာဒစိမ့်တရံစနေဆိုတာ ရက်ဝေးနေကြနိုင်ငံသားဟောစနေဆိုတာအထီးကျန်ဆန်တယ်တယောက်တည်းနေတယ်တကူလေးနေတယ်အဲဒီသဘောမျိုးကိုကျွန်တော်တို့ကရည်ညွှန်းတာဖြစ်တယ်ဒါကစနေသားသမီးတွေကတကယ်စနေသားသမီးစစ်စစ်မွေးတဲ့ချိန်ကလည်းစနေဂျုံနဲ့ပတ်သက်ပြီးဘယ်လိုပြောမလဲအားကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်လို့ဆိုရင်စနေသားသမီးကတော်ရုံမလို့အပဲစကားဝင်မပြောဘူးခက်ဆိုင်ဆိုင်ခက်ပြင်းပြင်းနေတယ်တတ်နိုင်တော့ကျွန်တော်တို့အလောကုတ်လောက်တာမျိုးနည်းနည်းရှားရတယ်ပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးကိုတွားပါတယ် အဲ့တော့ကြည်လာတဲ့ဒီဇိုင်းဆန်တာမျိုးအပြုံးရည်မရှိတာမျိုးခက်ဆင်းဆင်းနေတာမျိုးဟိုလူတွေနှုတ်ဆက်လူစင်နှုတ်ဆက်ဟိုလူပြောမှလူပြောမှတိတ်လောက်တာမျိုးစနေကြောကမရှိဘူးစနေသားမီးမှလည်းစနေသားမီးစစ်စစ်တွေကအဲ့ဒီပုံစံမျိုးနည်းနည်းတွားရတယ်ပေါ့နော်ဒါကြောင့်ပဲစနေသားမီးတွေကိုတကယ်ထိန်းချုပ်ပေးနိုင်တဲ့ကြောကဗုဒ္ဓဖူးကြောဒါကြောင့်ပဲဗုဒ္ဓဖူးကနဝင်းမှာရောက်နေတယ်နော် အဲ့တော့ဗုဒ္ဓဘုနဝင်းရှိတာဗုဒ္ဓဘုကျိုထိန်းချုပ်ပေးတာဖြစ်တယ်အချို့ကအဲ့ဒါကိုသဘောပေါက်ပဲနဲ့စနေဆိုရင်မိဘစနေဆိုရင်ဗုဒ္ဓဘုနေမွေးမယ်လို့နော်မိဘဗုဒ္ဓဘုဆိုစနေမွေးမယ်လို့ဟာကိုကဗုဒ္ဓဘုဆိုရင်စနေကိုယူမယ်လို့ကိုကစနေဆိုဗုဒ္ဓဘုယူမယ်အဲ့ဒီဟာတွေကအဲ့ဒီအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်ဘူးနာမည်ဒီမှာလဲလို့ပဲဟာခလီကစနေမို့လို့ဗုဒ္ဓဘုနဲ့ပိတ်ပေးမယ်လို့ဗုဒ္ဓဘုသားမီးကိုစနေနဲ့ပိတ်ပေးမယ်လို့အဲ့လိုတွေရှောက်လုပ်တာတွေကလည်းမှားပါတယ်နော်ဒါကြုံလို့ပြောပြတာပါအဲ့ဒီအတွက်ရည်ရွယ်ထားတာမဟုတ်ဘူးဒါတွေကဒီလိုမျိုးစဉ်းစားဖို့တည်းရည်ရွယ်ထားတာဒါကြောင့်ပဲစနေသားမီးတွေကကျွန်တော်တို့ အနေနဲ့ပြောရမယ်ဆိုရင်အရန်ကြီးဒစိမ့်ဆန်လာတွေကိုပြေရော့စေဖို့ဗုဒ္ဓဖူးနဝင်းမှာရှိတယ်။ဒါကြောင့်နဝင်းကိုဆောင်ဆိုတာရှိတယ်။နဝင်းဆောင်ဖို့အတွက်ကျွန်တော်တို့ကနည်းနည်းလေးပေါင်းသင်းဆက်ဆိုင်ရင်းနဲ့ပဲနော်လူမှုဆက်ဆိုင်ရင်းနဲ့ပဲဒီနယ်ပယ်ကိုသူများတွေတည်းမတူပဲချက်ထွင်ပါလို့ပြောတာ။ပင်စနေသားသမီးတွေအောင်မြင်နေတယ်ဆိုရင်စကားပြောပါဗုဒ္ဓဖူးကစကားပြောခိုင်းတာ။နဝင်းမှာရှိတဲ့အတွက်စကားများများပြောမယ်။နော်ပတ်ဝန်းကျင်နဲ့လက်အောင်ကြီးထွေနေမယ်။မိစေအတိုင်းဝိုင်းများအောင်နေမယ်။ နော်ဆက်ဆံရေးပြည်လဲအောင်ပြည်ပြအောင်နေမယ်ဗုဒ္ဓဘုရားလူမှုရေးကြိုဖြစ်တဲ့အတွက်လူမှုရေးတာရင်းနာရေးကိစ္စတွေမှာဝင်အောင်ဆောင်ရွက်မယ်အဲ့လိုမျိုးဆောင်ရွက်ပေးတယ်ဗုဒ္ဓဘုရားသမီးတွေ sorry စနေသားမီတွေဖြစ်တယ်ဆိုရင်ဗုဒ္ဓဘုကျိုးရဲ့ဖေးမမှုကိုရပြီးတော့အဲ့လိုလူတွေကဘဝမှာပို့အောင်မြင်တယ်ဒါကြောင့်တရားစနေသားမီပြည်ဆိုဆိုလူမှုရေးကိစ္စတွေမှာဝင်ပါမယ်နော်တာရင်းနာရေးကိစ္စတွေမှာဝင်ပါမယ်လူမှုဆက်ဆံရေးအပိုင်းမှာအားကောင်းအောင်လုပ်မယ်စကားပြောမယ်အရင်နှုတ်ဆက်မနေဘဲနဲ့နေမယ်နော်အပြုံးအယံမရှိတီတီမနေဘဲနဲ့အပြုံးအယံ ရှိဖို့လိုတယ်ဒီအချက်လေးတွေကိုလိုက်နာနိုင်မယ်ဆိုရင်လည်းစနေသားမီဒီယာဘုံမှာပို့ပြီးတော့ကန့်ကောက်မှုအဆင်ပြေမှုတိုးတက်မှုတွေကိုရနိုင်တယ်လို့ပြောတာနော်ဒါကတော့လိုက်နာရမယ်အချက်ကိုပြောတာနဝင်းဖြစ်တဲ့အတွက်ဒုတိယအနေနဲ့စီးပွားပေါ့စီးပွားရေးနဲ့ပတ်သက်တာစနေသားမီဒီယာစီးပွားရေးနဲ့ပတ်သက်ရင်တနေ့ကနေချိုးပိုင်တယ်အညွန့်ချိုးအညွန့်ချိုးကတနေ့ကနေတနေ့ကနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကတနေ့ကနေလုပ်ငန်းဆိုတာအဲ့အစိုးရနဲ့ဆက်ဆက်တဲ့လုပ်ငန်းဥပဒေနဲ့ပတ်သက်တဲ့လုပ်ငန်းလို့ပြောတာနော်စနေသားမီဒီယာဘဝမှာအစိုးရဝန်ထမ်း လှုပ်လို့ရတယ်တင်းတင်းကုန်နေဖြစ်တဲ့အတွက်နော်အဲ့တော့ဝန်ထမ်းလှုပ်တယ်ဆိုရင်တော့ကိုလာစာနဲ့ကြိုက်လားမကြိုက်လားကိုနဲ့အဆင်ပြေလားမပြေလားတော့ကြည့်ရပေါ့လို့တာပေါ့နော်အဲ့တော့လာစာကစပြီးပေးရဘလောက်ဘလောက်ရတယ်ဆိုတာသိနေကြတာပဲနော်ဘယ်နိုင်ငံရဲ့လာစာဘလောက်ရှိတယ်ဒီနိုင်ငံမှာဒီဟာလွတ်ရင်လာစာဘလောက်ရတယ်ဆိုတာသိရဲ့ဒီလာစာနဲ့လောက်ကြီးမလောက်ကြီးဆိုတာလည်းသိနေတာပဲနော်အဲ့ဒါမှမဟုတ်ဘဲနဲ့လာစာမလောက်လို့ပါဖို့ဆိုပြီးတော့အကြောင်းပြချက်ပေးတာတကယ်တော့ရည်စရာကောင်းတယ်ဒါကြောင့်ကိုကဝန်ထမ်းလာကစာအကျိုးပေးတယ်ဆိုတာသိတာပါဒါကြောင့်ကျွန်တော်တို့က လာသာများများရတဲ့ဝန်ထမ်းလုံးမှာပေါ့ဒါကြောင့်နိုင်ငံသားမှာသွားပြီးတော့ဝန်ထမ်းလုံးမှာလားအဲ့တော့လာသာများနိုင်တဲ့ကုမ္ပဏီဝန်ထမ်းလုံးမှာလားအစိုးရဝန်ထမ်းဆိုလဲတကယ်ကိုပြန်ပြီးတော့ကိုယ့်အတွက်တက်လန်းရှိတယ်အပြင်မှာပြန်ပြီးတော့အသက်မွေးလို့ရနိုင်တဲ့အလုပ်မျိုးတွေကိုစဉ်းစားပြီးတော့ဝန်ထမ်းလုံးမှာလားဒါကိုတစ်ချက်ကျွန်တော်တို့ချိန်ဆဖို့လိုတာပေါ့ဗျာအဲ့ဒါဆိုကိုယ့်အတွက်ပြန်ပြီးတော့ apply လုပ်လို့ရတဲ့ဟာမျိုးတွေကိုဝန်ထမ်းအနေနဲ့လုပ်တဲ့ပြီးလဲပြီးတော့ကျွန်တော်တို့တနင်္ဂနွေကျွာဘာကိုပြောတာဥပဒေကိုပြောတာ အဲ့တော့စနေသားမီးတွေတော်တော်များများကဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်။နားလည်အောင်ပြောရရင်ဗျာမကောင်းတဲ့အတက်မွေးမှုတွေလုံးဝမလုပ်နဲ့လို့ပြောတာ။နော်ဥပဒေနဲ့မလုပ်ခင်တဲ့စီးပွားရေးတွေ။နော်အဲ့တော့အများကဒီဟာဒီဟာမလုပ်တင်ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတယ်။ဥပဒေနဲ့မလွတ်တာတော့မဟုတ်ဘူး။အဲဒီလိုမျိုးတွေကိုကျွန်တော်ကမလုပ်စေချင်ဘူး။ဒါဆိုစနေသားမီးတွေကအတိုးရင်းဝါပေးစားတာမျိုးတွေနှလုံးသုံးလုံးရောင်းတာမျိုးတွေဘောလုံးဝဲတိုင်းကန်တာတွေကြက်တိုက်ဖဲရိုက်လောက်တာမျိုးတွေဥပဒေနဲ့မလွတ်တဲ့ကိစ္စတွေလောက်တာမျိုးတွေ နော်အဲ့လိုဟာမျိုးတွေကအများကြီးပါဥပဒေနဲ့မလို့အဲ့ဒါတွေကိုကျွန်တော်တို့ကရှောင်သေးခြင်းတယ်နော်လိုင်စင်မရှိဘဲနဲ့ဟိုဟာဖြစ်တာမျိုးတွေဒီလိုမျိုးတွေကိုကျွန်တော်တို့ကရှောင်မှာလို့ပြောတယ်။သူကဥပဒေကိုလေးစားလိုက်နာတယ်လို့ဖြစ်ရင်စနေသားမီဒီယာပူအောင်မြင်တယ်။အဲ့တော့မဟုတ်တာလုံးနေတာမျိုးဆိုရင်သူကနှစ်ခုပြန်ထိတယ်။တစ်ချိန်ချိန်မှာဥပဒေရဲ့ကျွန်တော်တို့အပြစ်ပေးခြင်းခံရသလိုကျွန်တော်တို့ဓမ္မဥပဒေဆိုတဲ့တရားရဲ့နော် ကကြမှာလေဘင်းရဲ့ပြန်ပြီးတော့တလှည့်ပြန်ခံရတဲ့အချိန်မှာကိုမဟုတ်တာလုပ်ခဲ့တာတွေကပြန်ဒုက္ခရောက်တယ်။စနေသားမိတွေဆိုကျွန်တော်မဟုတ်တာမလုပ်ပါနဲ့လို့ပဲပြောလို့ရှိပါတယ်။နောက်ပြီးတင်းနေကုန်နေကြွာကောင်းငယ်မှာရှိတဲ့ကျွန်တော်နေမင်းဖြစ်တယ်။ကောင်းငယ်မှာရှိတဲ့ကျွန်တော်တို့နေရဘာတာဝန်ယူလဲဆိုဒီဆက်ကြဝလာရေးတခုသူကတာဝန်ယူတာ။ဘာလို့ဒီဂျိုတွေကဒီနေကိုပတ်နေရလဲ။ဒါကြောင့်ပဲစနေသားမိတွေကတကယ်စနေဂျိုလဲဖွားစားတာမှာအားကောင်းတယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်။မျက်စိတည်းမြောက်ပြောရင်တာဝန်ကြည်တဲ့နေရာမှာသူများတွေတဲတော်တယ် ဒါကြောင့်စနေသားသမီးတကယ်ဇာတာကောင်းတယ်ဟိုနာမည်ပေးမှန်တယ်လို့ဆိုစနေသားသမီးကိုဒိန်းဆိုဒီတာဝန်တစ်ခုပေးလိုက်တာဝန်ကြည့်အောင်သူကလှုပ်တက်တယ်အစင်ပြောင်ကြည့်လို့လိုက်ဆိုတော့သူမလှုပ်တက်ဘူးဒါပေမဲ့တာဝန်ကြည့်တယ်သူ့ကိုခိုင်းတာတစ်ခုတစ်ခုဒါဒါဒါတွေငါဒီနေ့ပြီးကျင်တယ်ပြီးတယ်အဲ့တော့စနေသားသမီးတော်တော်များများကသူများဇာတာမှာလဲဆောက်ရသူတို့ဇာတာမှာလဲကောင်းခဲ့တယ်ရှိတော့တကယ်ကိုလုပ်ငန်းထဲမှာ CEO level တွေ manager ချုပ်ကြီးတွေအကြီးအမှုကြီးတွေနော်အစိုးရဝန်ထမ်းမှာဆိုလဲညှို့မှုကြီးတွေညှို့ချုပ်ကြီးတွေအဲ့လောက်ထိကိုသူကဖြစ်နိုင်တယ် ။နောက်ဖွားစားတာလည်းကောင်းတယ်နာမည်လည်းကောင်းတာနဲ့တိုက်ဆိုင်။အဲ့လောက်ထိကိုသူကစနေရတာဝန်ကြည်တဲ့နေရာမှာသူများနဲ့မတူ။နေ့ခုနနေ့မှာစနေရတာဝန်အခြေဆုံးလို့ပြောတယ်။ကိုယ်ဝန်စီဝါရလုပ်မယ်လို့ဆိုဆိုရင်တော့ကျွန်တော်တို့ကစနေသားမီးအတွက်တင်းနေခုနေကြွာအသက်တက်ကိုပေးတယ်။အဲ့တော့ကျွန်တော်အမြဲပြောတယ်ကျွန်တော်ဒီဘေးတင်လာမေးတယ်အိမ်မှာလာမေးတဲ့လူဆိုတော့ကျွန်တော်ရှင်းပြပါတယ်အသက်သက်ဆိုတာဘာကိုပြောတာလဲဆိုတော့အသက်သက်ဆိုတာစီးနဲ့အစားတောက်ပါနော်ဒါကြောင့်ပဲစီးဝါးနဲ့ပတ်သက်တဲ့ကိစ္စလူအသက်ငယ်တဲ့ဆရာဝန်အလုပ်တို့သူနာပြုအလုပ်တို့စီးရောက်တာတို့နော်အဲစီးရောက်တာအချို့ကအင်္ဂါဂျိုလို့ထင်တဲ့လူကထင်သေးတယ် မဟုတ်ဘူးလူအတက်ကိုကဲတဲ့စေဝါလေးအလုံးအောင်တင်းနေကုန်နေပိုင်တယ်ဒါကြောင့်ပဲအဲ့လိုအလုံးငန်းနေတယ်အဆင်ပြေသလိုသူကနောက်ထပ်လူအများလုံးနဲ့အသုံးတဲတယ်လို့ပါလဲဆိုတော့စားတောက်ကုန်ပါနော်အဲစားတောက်ကုန်ဆိုအင်္ဂါလို့ထင်တဲ့လူကလည်းထင်ပြန်အောင်ဆန်ဆိုရင်အင်္ဂါစီဆိုရင်အင်္ဂါဟာဒုက္ခပဲအဲ့ဒါအဲ့ဒါတည်းကအကုန်လွဲနေတယ်မဟုတ်ဘူးနော်လူပစက်တယ်ထဲ့ပြီးစားလို့ရတဲ့ဟာတွေမုံရင်ကအုံနှုတ်ခောက်ဆွဲနော်မနဲ့ခင်စားနေတယ်ထမင်းကြော်ထမင်းဆိုင်အဲခောက်ဆွဲကြော်နော်တောက်တောက်ကြော်အစိမ့်ကြော်မြန်မာဟော့ပေါ့နော် ်မချာချာစားလို့ရတဲ့ကြေးကိုဒါအစားတော့အဲ့ဒီအစားတော့စားနေလူကအာဟာရဖြစ်တယ်ကျမ်းမာရေးနဲ့ညီညွတ်တယ်ကျမ်းမာရေးကောင်အဲ့တော့အစားတော့တော်တော်များများတင်းင်းကုန်တွေပိုင်တယ်ဒါကြောင့်စားတော့ကုန်လုပ်ငန်းအနေနဲ့အောင်မြင်နေကြတဲ့လူတွေကတင်းင်းကုန်တွေကြိုအားကောင်းကြတဲ့လူတွေဖြစ်တယ်နော်ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်ဘလူစီဝါရေးမျိုးကကိုယ့်အတွက်အန်ဂိုက်ဖြစ်တယ်အဝင်ကွင်ကြဖြစ်တယ်ဆိုတာမျိုးကျွန်တော်သိလိမ့်မယ်အဲ့တော့စနေသားပြီဒီမှာကျွန်တော်တို့ကကောင်းတဲ့ဂျိုက3ခုရှိတာအဲ့တော့ကြာတာဘရီးဂျို နော်ဂျာတာပရီဂျူဟာအချစ်ရေးစံအိမ်အောင်ရေးကိုကိုစားပြုလို့တင်းတင်းကိုလေဂျူဟာစီးပွားရေးကိုကိုစားပြုတယ်ဗုဒ္ဓဘူးဂျူဟာထိန်းကွပ်ဖို့အတွက်ကိုစားပြုတယ်ဒါကြောင့်အချစ်ရေးဂျူဟာဂျာတာပရီဂျူဖြစ်တဲ့အတွက်ကျွန်တော်သိထားအမှာကစနေသားမီးတွေကယူတဲ့အိမ်အောင်ဘက်တွေကအမျိုးများတာမျိုးတွေဟာ၁၀ရောက်မှ9ရောက်လောက်ကြုံရတယ်အဲ့တော့ကိုယူမဲ့မိမအိုစနေသားစနေသမီးကြီးအကြည့်ရညီကောင်မောင်တို့ကတိတ်များလားအမျိုးများလားအမျိုးချစ်တဲ့လူလား အားအမျိုးတစ်ချက်ကြည့်ရအားအမျိုးကြည့်ပြီးဟာမယူသိဘူးဆိုရင်မယူနဲ့အရွှေမျိုးတွေရဲ့မိန်းမဘက်ကဒါမှမဟုတ်ယောက်ျားဘက်ကရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းကိုအလွန်ခံရတဲ့လူလို့ကျွန်တော်တို့တွေ့ရအဲ့ဒါသတိထားဖို့လိုတယ်။အဲ့တော့စနေသားမိတွေကဟုတ်တော်စီမဟုတ်တော်စီနည်းနည်းခက်ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့လူတွေနည်းနည်းစမတ်ကြကြပြောတတ်တဲ့လူမျိုးတွေဟိတ်ကြီးဟန်ညင်နေတတ်တဲ့လူတွေအဲစတိုင်နဲ့နေတတ်တဲ့လူတွေကိုမသိစိတ်ကအထင်ကြီးလေးရှိတယ်။အဲ့တော့စနေသားမိတွေကကိုကချစ်တယ်ဆိုရင်ကိုကနည်းနည်းဟိတ်ဟန်ထုတ်တတ်ဖို့တော့လိုလိမ့်မယ်။နော် စကားကြီးစကားကြီးပြောတာတော့မဟုတ်ဘူးနည်းနည်းကြီးကြီးမားမားလေးတွေပြောဖို့အရန်သေးနှုတ်တာတွေပြောရင်စနေသားမီဒီယာမျက်စိမကြောက်။နောက်စနေသားမီဒီယာတကယ်ကိုဟိုဒိဋ္ဌိကျဲတွေကိုသွားကြိုက်မိတာမျိုးတွေလည်းဘဝမှာကြုံရတတ်လို့အကြီးကြီးကြီးပြောတဲ့လူတွေနဲ့လည်းစနေသားမီဒီယာအန်ကားတယ်။နော်တခုပဲရှင်မျိုးအတိုင်းဝိုင်းတွေများတာမျိုးတော့စနေသားမီဒီယာရှင်မျိုးတွေရဲ့ဒုက္ခပေးခြင်းတွေအလွန်ခံရတတ်တာဖြစ်တဲ့ရှင်မျိုးအတိုင်းဝိုင်းနဲတဲ့လူအမျိုးချစ်တဲ့လူတွေကိုသွားမယူမိစေနဲ့အဲဒါဆိုတော့တသက်လုံးလောကရောက်ပြီကအမေချစ်တဲ့ နော်တူတူမှချစ်တယ်အညီကောင်မောင်မှရှိတယ်ရှိတဲ့ပတ်စံအဲ့ဒီသူ့အမျိုးလေးစီရောက်အိမ်တော်ကြွားသွားတာကြွားအဲ့လိုတွေဖြစ်တတ်တယ်ဒါတွေကိုသတိထားဖို့လိုတဲ့တယ်မှာပါပါတယ်အဲ့တော့တခုတော့သတိထားရမယ်စနေသားမီဒီယာလက်ဖွာတဲ့လူမျိုးကိုလုံးဝလုံးဝအိမ်တော်ဘက်ဖြစ်မယွေးမိစေနဲ့ကိုကနေကြီးကြီးရဲ့သွားယူမိတဲ့အတိုင်းသွားကြီးကြီးရဲ့အုံးတဲ့လူနဲ့သွားပြောရတယ်လက်ဖွာတဲ့အတုံးဆွဲမတက်ကိုငွေကြီးစီမံခွန့်ခွဲမှုအားနေတဲ့လူမျိုးအိမ်တော်ပြုတ်မိပြီးစနေသားမီဒီယာကုံယုံရှာသလောက်အဖက်မတင်တာတွေဖြစ်တတ်တယ်နော်ဒီလောက်ဆိုရင်ကျွန်တော်သဘောပေါက်မယ်ထင်ပါတယ်စနေသားမီဒီယာအားလုံး ကန့်ကောက်မှုအဆင်ပြေမှုတွေရကြပါသည်